ကျတော့ past tense မှာ irregular verb လေးကိုလေ့လာမယ်နော် irregular verb ဆိုတာ regular verb ကတော့ပြောထားပြီးသားဘာပေါင်းရုံပဲလေ ed ပေါင်းလိုက်ရုံပဲလွယ်လွယ်လေးဆက်တယ်နော် irregular verb ကတော့အဲ့လိုမဟုတ်ဘူး irregular ဆိုတဲ့အတိုင်းပဲပုံမှန်မှန်လားအဲ့တော့ပုံမှန်မှန်တဲ့အတွက်ကြောင့်မို့လို့စလုံးပေါင်းကော သူ့ကိုကြက်ပေးရမယ် W R I T E right ဒီအဲ့ဒါဒီကျမတို့ဒီ bug 1သူ့ကို base bug 0လို့လည်းခေါ်တယ်ကျမကတော့ bug 1လို့ပဲသတ်မှတ်မယ် right ဆိုရင်ဘာပြောလဲ root root w r o t root ပြောင်းကိုပြောင်းပေးရရပြီနော်ဟုတ်ပြီဒီစာကြောင်းနှစ်ကြောင်းကိုကြည့်မယ်ငားတဲ့သူမကိုစာကြောင်းရေးခဲ့သည် right root သိသွားပြီနော်အခုဒီမှာစာကြောင်းပြောင်းလဲလေးပါထပ်ကြည့်မယ် ငါစားတဲ့ဆောင်သူမကိုရေးခဲ့သည်ပေါ့ကွာလေ။ကွာချားနေရတဲ့ခုကို။ No! ဒီမှာရေးခဲ့သည်ဒီမှာရေးခဲ့သည်နှစ်ခုလုံး past tense ပဲလေ။ပြောင်းပြီပြောင်းရင်။ဘယ်ကပြောင်းပြန်နေရလဲ။ငါသူမကိုကငါသူမကိုတဆောင်ကအဲ့အိုအောက်ကဟာတူပြောင်းပြန်လဲ။อืมပြောင်းပြန်လဲလိုက်တာ။ဒါဆိုပြောင်းပြန်လဲလိုက်တယ်ဆိုတော့သူမကိုစားတဲ့ဆောင်နဲ့စားတဲ့ဆောင်သူမကိုနဲ့နှစ်ချောင်းစီအတိတ်ပဲတူတူတယ်တူတူပဲရင်းရင်မတူဘူး။ ရေးဘာမဖြစ်ဘူးဘတ်တူဘူးအဲ့တော့အဲ့ဒါကိုကျမတို့ဒီဘာလို့ခေါ်လဲဆိုရင် IO လို့ခေါ်တယ် IO ဆိုတာဒီ indirect object IO ဆိုတာဘာလို့ခေါ်လဲ indirect object တစ်ဆင့် DO ဆိုတာဘာလဲဆိုရင် direct object DO ဆိုတာဘာလို့ခေါ်လဲ the right object အဲ့လို in the right object ဒီ the right object ဒီကျွန်တော်တို့လာပြီဆိုလို့ရှိရင်တဲ့ to 2လေးဒီသုံးပါမယ်။ဘာလေးသုံးမလဲ? to 2ဘယ်လိုအခြေအနေမှာသုံးမလဲ?နှစ်ကြောင်းလုံးမှာသုံးစရာမလို့။အခုကြည့်မယ်။ငါသူမကိုစာတစောင်ရေးခဲ့သည်ဆိုတော့ငါဆိုတော့လွယ်လွယ်လေးပါလေ။ I right la wrote la wrote I wrote ဒါပဲနော်သူမကိုစာတစာသူမကိုဆိုတော့ဟာစာတစောင်ဆိုတော့ a letter ဒါပဲဟမ်ဒါပဲနော် i wrote hard a letter ဒါပဲရှိရနော်အဲ့တော့ a ရှိရဟာဒီ indirect object လို့ခေါ်မယ်တဆင့်ကပြီးွားရင် a letter ကိုသူ့ကို direct object လို့ခေါ်မယ်ကြပြီနော် I wrote hard a letter. ဒါဆိုရင်နောက်တစ်ကြောင်းမှာကြာရင်ဘာခံရပြီလဲဟဲ့2 2ခံရပြီအဲ့တော့စာကြောင်းကကျွန်မဒီမှာဒီဘက်ဘေးမှာပဲရေးလိုက်မယ်ငါဆိုတော့ဗာလဲ I I ရေးခဲ့သည်ဆိုတော့ wrote I rob to my goal. Hola, Mahobu Sadaza. A letter. Pidoma. Tuha. Yes. no, I wrote a letter to her. I look here. And now, tomorrow, the indirect right object, direct right object. object. Hello, object, object. indirect object direct object ဒါဒီနှစ်ခုလုံးဒီဟာရောအလက်တာရောဒီ object ကြီးပဲ indirect object နဲ့ direct object အဲ့ဒီမှာ direct object ဒီအလက်တာနော်အဲ့ဒါ direct object ဒါက indirect object i o နော် indirect object နဲ့ direct object နဲ့တခါတည်းတွဲရင်း i o ကို ရှေ့မှာထား d o ကိုနောက်မှာထားဘာမှခံစရာမလို့ ဒီလိုမျိုးရှင်မတို့ direct object ကို shape ပို့လို့ရှိရင်တော့တဲ့အနောက်မှာ2တော့မဟုတ်တစ်ခါလေးကြာရင် for လေးပါ တွဲလိုက်တယ်ပြီးွားလို့ရှိရင်ရှင်မတို့ indirect object သွားမယ်အဲ့တော့ i wrote a letter to her စဉ်းစားစဉ်းစားမယ်ရှင်မစာရောင်းရောင်းပြောပြမယ်ငါပို့တာသိလားပေးပို့တာပို့တာကိုဘယ်လိုခေါ်လဲ s e n d send မလား တို့ verb 2တော့ရင်ဘယ်လိုတော့လဲ S E N D Send Yes ဒါပြီနော်ငါသူမကို message တစောင်ပို့ခဲ့တယ်ဒါဆိုဘယ်လိုပြောမလဲ I sent I sent ငါသူမကို message တစောင်ပို့ခဲ့တယ်ဒီပုံစံတိုင်းရေးပေး I send heart and message ဟုတ်လားအချစ်စာလေးကွာသူပို့လိုက်တယ်။အဲ့ဒါဘယ်လိုပြောမလဲ I send open heart and love message eh lovely လို့မတော် love message နော်ကဲဒါဆိုရင်သူ့ကိုဒီလိုလေးကိုအရှင်းဆုံးမှာပို့မယ်ငါစစ်စာတစ်စောင်လေးသူမကိုပို့ခဲ့ I I send a a love letter a love message to her yes တုံးတယ်မလားတုံးတယ်မလားတုံးတယ်မလားရှင်းရောရှင်းရဲ့လား ရှင်းတယ်နော်โอเคနောက်တစ်ခုနံပါတ်2သွားမယ်ဖတ် read 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 တူတူပဲပါပဲ क्वे တာအတန်အတွက်ပဲ क्वे တာအဲ့တော့ verb 2ဒီသူ့ရဲ့အတိုင်းပဲထားမယ်ဟုတ်လားဒီမှာနှစ်ကြောင်းကြည့်ပါသူမနေ့စဉ်ပုံမြင်တပုံးဖတ်သည်ဒါကသူ့ရဲ့နေ့စဉ်လှူရှားမှုကိုပြောတာမလား ။သူမနေ့စဉ်လှူရှားမှုကိုပြောတာမလား။ဒါဆိုရင် past tense သုံးလို့ရမရ။မရဘူး။မရဘူး။သူ့ကို simple present tense ပဲသုံးပေးရတယ်။ဒါကြောင့်မို့သူမဆိုတော့ she ဖတ်တာဆိုတော့ read လား read လား။ read ဒီတိုင်းရေးလို့ရမရဒီတိုင်းရေးလို့မရပါဘူးမရပါဘူးဗာလေးထဲ S ဟုတ်ပါ့မနဲ့ She subject အနေညှိဖို့တင်ထားပြီးသားတွေ့လား တွေ့လားရှင်းမလို့နဲ့ရှုပ်တယ်နော်ဟုတ်လားတေချာကြည့်ပါ she reads အဲ့တော့ပုံမြင်တဘော a story နေ့တိုင်း every day အဲ့တော့ she reads a story every day reads သူမမင်းညားကပုံမြင်တဘောဖတ်ခဲ့တယ်ဒါပါလေလောက်ခဲ့တဲ့အရာကိုပြောတာ past tense သုံး past tense ပြော she reads ် S ထဲဖို့လိုလားမလိုတော့သူဒီ verb 2ဖြစ်သွားလို့ S ထဲစရာလုံးဝမလိုတော့အဲ့တော့ she read a story last night နော် okay ရမယ်နော်ရမယ်နော်တေချာကြည့်ပါထပ်ခါထပ်ခါကြည့်ပါအဲ့တော့မှဆင်မကရှင်းပြရတာဒီအာဟိုကိုကနားလဲသလိုနားမလဲသလိုရှိရင်နောက်တစ်ခါပြန်ကြည့်နော်နားလဲသလိုနားလို့မျိုးနောက်တစ်ခါပြန်ကြည့်အဲ့ဒါနဲ့မှရှင်းသွားလိမ့်မယ်